တောင်ပြည်တပ်မှနှစ်နယ်မြေနှုံချုံမြို့နယ်မှာစစ်ကောင်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးထိမှန်ပျက်စီးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့မှာနှုံချုံမြို့မှာရှိတဲ့ဇေယျကွက်ကိုစစ်ကောင်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးတို့ကိုဗုံးစားထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်နှလုံးနဲ့ကမ္ဘောဇကျောင်းတိုက်ဖုန်ကြီးကျန်းတကြောင်းကိုလည်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။ ဇူလ3ရက်နေ့မနက်၈နာရီခွဲကျော်အချိန်မှာလဲစစ်ကောင်စီတပ်ကရေဖြူကျေးွာမှာနေပြီးတော့ဂန်းကော်ကျေးွာဖက်ကူဒရုန်းနဲ့ဘုံ၆လုံးပစ်ချသွားခဲ့ပါတယ်။အဲ့ဒီနေ့ညနေ၄နာရီအချိန်မှာလဲကန်ကြီးကျေးွာကိုဒရုန်းနဲ့တကြိမ်ထပ်မံလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ငလီတန်တင့်ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိုစစ်စင်တိုက်ခိုက်တာမျိုးပြုလုပ်မှာမဟုတ်ပဲတဖက်သက်ပြည့်ရကာလတလတတန်းထက်တိုးကြောင်းဇူလ၂ရက်နေ့မှာမိမိတို့ညီနောင်မဟာမိတ်၃ဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်စစ်ကောင်စီတပ်ရဲ့ဘုံချဲတိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတပ်အမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကိုကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ကျွန်မလွေပူပါပါရှင်